ီးခဲ့တဲ့ရက်သက်သက်ပတ်အတွင်းဆိုရှယ်မီဒီယာမှာပြန့်နှံ့ခဲ့တဲ့ဗမော်မှာဆေးရဟရင်ပြစ်ချခံရမှုကိုဆက်ချုပ်ရင်မှုကြောင့်ပြစ်ကြတယ်ဆိုတဲ့သတင်းအမှားနဲ့မြန်မာအိန္ဒိယနယ်စပ်မှာမူရစေကုန်ကူးသူတွေကိုအိန္ဒိယစစ်တပ်ရှင်းလင်းဆိုတဲ့သတင်းအမှားနှစ်ပုဒ်ကို MPA ဖတ်ချက်တင်ကအချက်လက်စစ်ဆေးနိုင်ခဲ့ပါတယ် ကချင်ပြည်နယ်ပမော်မြို့မှာစစ်ကောင်စီရဲ့ဟဲ့ရင်နှစ်စီးကို KIA နဲ့ပူးပေါင်းအဖွဲ့အားပစ်ချခဲ့ရာဒဇီးပြကြခဲ့မှုကိုစစ်ကောင်စီတပ်ဝါရဖြန် Telegram Channel တွေကဆက်ချွေမှုကြောင့်ပြကြခဲ့ကြတာဖြစ်တယ်လို့သတင်းအမှားတွေဖြန့်ဝေခဲ့ကြပါတယ်။မြန်မာ National Post Telegram Channel ကမေလ22ရက်ညပိုင်းမှာကချင်ပြည်နယ်ပမော်မြို့နယ်အတွင်းစစ်ကောင်စီရဲ့ဟဲ့ရင်ဒဇီးကတယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဆောင်ရွက်နေစဉ်ဆက်ချွေပြီးမတော်တဆပြကြမှုဖြစ်ပွားခဲ့တဲ့အကြောင်း ရဟယင်ပြကြခဲ့တဲ့နေရာတဝိုက်ကိုလည်းရှာဖွေကယ်ဆယ်ရေးနဲ့လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းတွေလှုပ်ဆောင်ရရှိတဲ့အကြောင်းရေးသားဖြန့်ဝေခဲ့တဲ့အပြင်စစ်ကောင်စီရဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံဝက်ဆိုက်မှာလည်းရဟယင်ကဗမုံမြို့တွင်တည်ယူပို့ဆောင်ရေးလုပ်ငန်းတွေဆောင်ရွက်နေစမှာဆက်ချုပ်ရင်စွာနဲ့မတော်တဆပြကြခဲ့ကြတာဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ် Telegram channel တွေမှာပြန့်နှံ့ခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး Google မှာဗမော်ရဲ့ဟဲ့ရင်ပြတ်ကြားမှုဆိုတဲ့စာသားနဲ့ရှာဖွေကြည့်ရတဲ့အခါမြန်မာနောက်မင်းစီမှာ People Spring အပါအဝင်ယုံကြည်စိတ်ချရတဲ့မီဒီယာတွေကရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။မြန်မာနောက်နဲ့မင်းစီမှာမှာတော့မေ20ရက်မိုးလွဲပိုင်းမှာကချင်ပြည်နယ်တောင်ပိုင်းဗမော်မြို့မှာစစ်ကောင်စီတပ်ရဲ့ရဟဲ့ရင်နှစ်စီးကို KIA ကပြစ်ချနိုင်ခဲ့တဲ့အကြောင်းတိုက်ပွဲပြင်းထန်နေတဲ့ဗမော်မြို့စကားခါ27အနီးကိုစစ်ကူဆင်းလာတဲ့စစ်ကောင်စီတပ်ရဲ့ရဟဲ့ရင်3စီးကို KIA နဲ့ ူပေါင်းတပ်ဖွဲ့တွေကဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းတစည်းမှာဗမော်နဲ့ရွှေကူမြို့ကြားရှိတော်ရင်တနေရာကိုပြတ်ကျသွားပြီးတစည်းမှာရွှေကူမြို့ပေါ်ကိုအရေးပေါ်ဆင်းသက်ခဲ့ရတဲ့အကြောင်းတစည်းကတော့အကောင့်တိုင်းပြန်လည်ထွက်ခွာနိုင်ခဲ့တဲ့အကြောင်း KIA ပြန်ကြားရေးတာဝန်ခံဘိုးမူကြီးနော်ဘူးကပြောကြားချက်နဲ့တကွအရေးသားဖော်ပြထားပါတယ် People Spring မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပြစ်ချခဲ့တဲ့ရဟိန်၂စီးတဲ့ကပြစ်ချခဲ့တဲ့ရဟိန်တစီးကိုဗမာမျိုးအနောက်ဘက်ရွှေကူမြို့နယ်စီငန်းရွာနီတော်ရင်တနေရာမှာတွေ့ရှိခဲ့တဲ့အကြောင်းရဟိန်ပန်ကာတလက်ကိုကြီထိမှန်ပြီးပြစ်ချကမိလောင်သွားတဲ့အကြောင်း ပြကြမှုဖြစ်စဉ်မှာသိဆုံးသူအနည်းဆုံး9ဦးခန့်ရှိနိုင်ကြောင်းတချို့ရုပ်အလောင်းတွေကမိလောင်ထားတာကြောင့်သိဆုံးသူရေတွက်နိုင်ဖို့အခက်အခဲရှိကြောင်းကိုရဟယင်ပြကြရနေရာကို KIA နဲ့ PDF များရောက်ရှိနေတဲ့အချိန်မှာစစ်ဆေးခဲ့တဲ့မှတ်တမ်းဗီဒီယိုနဲ့တကွာဖော်ပြထားပါတယ်။ လူမှုကွန်ရက်ဆာမျက်နှာတွေမှာလည်းစစ်ရဟဲ့ရင်ကိုပြချနေတဲ့မှတ်တမ်းဗီဒီယိုဖိုင်နဲ့ပြချရာနေရာကိုတွားရောက်စစ်ဆေးနေတဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေပါဝင်တဲ့မှတ်တမ်းဗီဒီယိုဖိုင်တွေပြန့်နှံ့ခဲ့ပါတယ်။သတင်းမီဒီယာတွေနဲ့လူမှုကွန်ရက်တွေမှာပြန့်နှံ့ခဲ့တဲ့မှတ်တမ်းဗီဒီယိုတွေအရာဗမော်မြို့စက္ကခ21အနီးကိုစင်ကူစင်တက်လာတဲ့စစ်ရဟဲ့ရင်နစီကို KIA နဲ့ပူးပေါင်းအဖွဲ့တွေက drone နဲ့ဝင်တိုက်တာတနက်နေ့ဝိုင်းဝန်းပစ်ခတ်ခဲ့တာတွေကိုတွေ့ရပါတယ်။ ဒါကြောင့်စစ်ကောက်စီဝါရဖြန်ရန်တရားနဲ့ Telegram Channel တွေမှာဖော်ပြထားတဲ့စစ်ကောက်စီရဲ့ဟဲ့ရင်တစည်းဆက်ချုပ်ရင်ပြီးမတော်တဆပြကြခဲ့ဆိုတဲ့အကြောင်းအရာကသတင်းအမှားဖြစ်ပါတယ်။တရားသတင်းအမှားတစ်ပုတ်အနေနဲ့မြန်မာအိန္ဒိယနယ်စပ်မှာမူရစေဝါကုန်ကူးတဲ့သူတွေကိုအိန္ဒိယအသံရိုင်းဖဲတပ်ရင်းကရှင်းလင်းခဲ့တယ်လို့စစ်ကောက်စီဝါရဖြန် Telegram Channel တွေကသတင်းအမှားတွေဖြန့်ဝေခဲ့ပါတယ်။တမူခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်စေဦးကိုအိန္ဒိယအသံရိုင်းဖဲတပ်ရင်းက ဟန်စီပြစ်တက်ခဲ့ပြီးတဲ့နောက်မူရစေဝါကုံကူတဲ့ NUG ပါကဖားနဲ့ TNL အဖွဲ့တွေကိုအိန္ဒိယရှင်လန်ချင်းဖြစ်တဲ့ဆိုတဲ့သတင်းအမှားတွေကစစ်ကောင်စီတပ်ဝါရဖြန့် Telegram Channel တွေမှာပြန့်နေခဲ့ပါတယ်။ကြော်စွာ Telegram Channel ကမေ19ရက်မွန်လပိုင်းမှာတက်ခံရပြီးနောက်သိဆုံးနေတဲ့ရုပ်အလောင်းတွေပါတဲ့ဓာတ်ပုံတွေနဲ့အတူအိန္ဒိယတပ်မတော်အာတန်ရိုက်ဖဲတပ်ရင်က NUG ပါကဖားနဲ့ TNL KKG မူရစေဝါကုံကူတဲ့အဖွဲ့ကိုနေဆက်မှာရှင်းလင်းဆိုတဲ့ရေးသားချက်နဲ့အတူဖြန့်ဝေထားတာဖြစ်ပါတယ်။ ပြန့်နှံ့နေတဲ့တဲ့အကြောင်းအရာကို Google မှာတမှုပကဖဆယ်ဦးတက်ခံရဆိုတဲ့စာသားနဲ့ရှောက်ခွေကြည့်တဲ့အခါ DBB, MFP နဲ့ People's Sprint သတင်းမီဒီယာတို့မှာရေးသားဖော်ပြထားကြတာကိုတွေ့ရပါတယ်။သတင်းမီဒီယာတွေမှာအိန္ဒိယမြန်မာနယ်စပ်မှာတမှုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်၁၀ယောက်ကိုအိန္ဒိယစစ်တပ်လက်အောက်ခံအာဏာရဖွဲတပ်ဖွဲ့ကမေ၁၄ရက်မနက်ပိုင်းမှာတမှုမြို့နယ်အာရှလမ်းမကြီးပေါ်ကကမကြီးရွာနယ်ထင်းစဉ်ကြီးရွာကျမဝင်ရောက်ဖမ်းဆီးခဲ့တဲ့အကြောင်း တာဝန်ရှိသူတွေကမေးမြန်းရမှာ PDF တွေကအိန္ဒိယနယ်ထဲကျူးကျော်လာတာကြောင့်သုံးနိုင်ကြတိုက်ပွဲဖြစ်ခဲ့ပြီးနောက်တိတ်ဆုံးခဲ့တာဖြစ်ကြောင်းအာတာရိုင်ဖယ်တပ်ဖွဲ့ကပြန်လည်ပြောဆိုခဲ့တဲ့ကြောင်းဖန်စီသွားပြီးနောက်နေ့အကြာမေလ16ရက်နေ့မနက်ပိုင်းမှာတမူးဖက်ခိုင်ပါကဖရဲဘော်ရဲ့ရုပ်အလောင်းတွေကိုမြန်မာနိုင်ငံတွင်းအတုတ်တန်ကိုပို့ဆောင်ခဲ့တဲ့အကြောင်းရုပ်အလောင်းတွေကိုပြန်လည်ပို့ဆောင်ရမှာမြန်မာအိန္ဒိယနယ်စပ်ချန်စီယိုခတ်မှုကိုမကန့်ကွက်ဖို့တွန်လိုင်းအားစုတွေကိုအချက်ကင်တောင်းဆိုခဲ့တဲ့အကြောင်းရေးသားဖော်ပြခဲ့ကြပါတယ် တမုခရံပြည်သူ့ကာကွယ်ရေးဖွဲ့ရဲ့ဗော်စဲဥကိုအိန္ဒိယအသံရိုင်ဖဲတပ်ရင်းကဖမ်းဆီးပစ်တက်ခဲ့တာနဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံဘက်ခြမ်းတွင်ထိတ်တက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားမှုကြောင့်ကြဆုံခြင်းမဟုတ်ဘဲယာယီစခန်းရွှေ့ပြောင်းမှုကိုချိုးတင်တင်ပြပို့ထားရကြကပဲအသံရိုင်ဖဲတပ်ရင်းတချန်တီခရိုင်မနီပူပြည်နယ်ရဲ့အကြောင်းပြချက်မခိုင်လုံစွာနဲ့ဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပြက်ချင်းခံခဲ့ရခြင်းဖြစ်တယ်လို့တုံ့တက်ရရှိတဲ့အကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကသတင်းထုတ်ပြန်ထားပါတယ် မနိပူပြည်နယ်ချန်တဲခရိုင်ညူးဆမ်တဲကျွော်အနီမာလက်နက်ကိုင်အဖွဲ့ရဲ့လှုပ်ရှားမှုတွေရှိတဲ့အကြောင်းထောက်လန်းရေးသတင်းပေးချက်တွေအရမေ14ရက်နေ့မှာဆစ်စင်ရေးတရက်ပြုတ်လုပ်ခဲ့ရာအဆိုပါလက်နက်ကိုင်တွေကဥစွာပစ်ခတ်လာတဲ့အတွက် အိန္ဒိယအာတရိုင်ဖဲတက်ရင်ကတုံ့ပြန်ပစ်ခတ်ရာဆယ်ဦးသိမ်းဆုံးပြီးလက်နက်ခဲယမ်းတွေတင်စီရမိရဲ့လို့အိန္ဒိယအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကမေ15ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယအစိုးရကလက်ရှိမှာမြန်မာနဲ့အိန္ဒိယနှစ်နိုင်ငံနဲ့ဆက်ချန်စီယိုကနေပြီးမြန်မာနိုင်ငံပိုင်နက်ဖက်ကိုမြေတိုးကာရန်နေတာကြောင့်တမှုခရယာပြည်သူ့ကာကွယ်ရေးဘော်တွေကကန့်ကွက်တားဆီးမှုတွေရှိခဲ့ပါတယ်။တမှုမျိုးမြောက် ဖက်မိုင်တိုင်အမှတ်87နဲ့80နဲ့တမှုမြို့အနောက်ဖက်မိုင်တိုင်အမှတ်84 95 6တို့မှာနေမြေအငင်းပွားမှုတွေရှိနေတဲ့အတွက်အိန္ဒိယခြံစည်းရိုးခက်မဲ့အိန္ဒိယအစီအစဉ်ကိုတမှုအခြေဆိုင်တော်လှန်ရေးတပ်ဖွဲ့တွေကကန့်ကွက်တားမြစ်ပြီးရဲ့နောက်ပိုင်းတမှုခရိုင်ဘကဖရဲဘော်စဲဥဖန်စီတပ်ခတ်ခဲ့ရတာအချင်းဖြစ်ပါတယ် ဒါအပြင်အိန္ဒိယဘက်ကရုပ်အလောင်းတွေကိုပြန်ပို့ရမှာလဲနေဆက်ချန်စီယိုကာယံနေမှုကိုမကန့်ကွက်ဖို့သဘောတူညီမှုကိုအကြက်ကန်ရောက်သွားကြောင်းသိရပါတယ်။ဒါကြောင့်စစ်ကောင်စီဝါရဖြန့် Telegram Channel တွေကဖြန့်ဝေထားတဲ့မူရစေဝါကုံကူတဲ့ NUG Parker Finance TNL အဖွဲ့တွေကိုအိန္ဒိယရှင်လင်းဆိုတဲ့အကြောင်းအရာကသတင်းအမှားဖြစ်ပါတယ်။